အားလုံးဝင်ပင်လာပါရှင်ဒီနေ့ကျွန်မညွှန်ပြချင်တဲ့စာအုပ်လေးကတော့စူဇန်ကင်းရေးပြီးမော်ရီရှာဘာသာပြန်ထားတဲ့ညီသက်ချင်း Quiet ဆိုတဲ့စာအုပ်လေးပါဒီစာအုပ်လေးကိုတော့ကျွန်မတို့နေ့စဉ်ပုံအမှာကိုကိုရိုင်းတော့မသိလိုက်ပဲကိုဟာညီသက်သူတယောက်ဖြစ်တာကြောင့်လူတွေနဲ့ဆက်ဆံတဲ့နေရာမှာအဆင်မပြေပဲကိုကိုကိုယူကြည်မှုမရှိရဘူးလူတွေရဲ့အသိမှတ်ပြုချက်ကိုမခံစားရဘူးလို့ထင်ရင်တော့ကိုနဲ့မကိုက်ညီတဲ့အလုပ်တွေကိုလုပ်နေရခြင်းမှာကိုဟာအသုံးမချရကြောင်ဖြစ်နေတယ်လို့ခံစားရရင် ဘာလို့လို့မအောင်မြင်ဘူးလို့ခံစားနေရမှာဆိုရင်ဒီစာအုပ်လေးကိုဖတ်တင်တယ်လို့ကျွန်မအနေနဲ့ထင်ပါတယ်။စာဖတ်သူတို့အနေနဲ့ဒီစာအုပ်လေးကိုဖတ်ပြီးရတဲ့အခါမှာစာအုပ်ကအကြောင်းအရာတွေဖြစ်တဲ့ကမ္ဘာအကျော်ပေါ်နေတဲ့သူတွေအကြောင်းနေတဲ့သူတွေရဲ့ဘဝနေထိုင်ပုံကိုလည်းသိနိုင်ပြီးကိုဟာနေတဲ့သူတယောက်လားဆိုတာကိုလည်းစမ်းသပ်နိုင်ပါပါ။ကိုဟာညီတဲ့သူတယောက်ဆိုညီတဲ့သူတယောက်အနေနဲ့ကိုဘွားကိုဘယ်လိုရှေ့ဆက်ရမလဲဆိုတာကိုလည်းတိကျသိသွားနိုင်ပါပါ။ကျွန်မအနေနဲ့ဒီစာအုပ်ထဲကစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတစ်ခုကိုလည်းမျှဝေပြချင်ပါတယ်။ နေတဲ့သူတိုင်းလူလူမချုံချင်းတော့ထိတိုက်ကြွေးရတဲ့စိတ်ခုံမှုကလူရှိသူရှိစကားပြောရတဲ့ဒုက္ခကြီးပါ Esther Surrey သူတယောက်ကလည်းဒီပြဿနာကိုခက်ခက်ခဲခဲကြိုးဖြတ်ခဲ့ရပုံပါနမေကျော်ကုမ္ပဏီကြီးတစ်ခုမှာဘန်နာရေးဆိုင်ရာအခွင့်အရေးရှိလုပ်နေပြီးနေတဲ့သူတယောက်ဖြစ်ဖြစ်ပါတယ် မနက်တိုင်းရုံးသွားရင်ဘတ်စကားစီးသွားလိမ့်ရှိပြီးဘတ်စကားမှတ်တမ်းမြောက်ခင်း10မိနစ်စာလမ်းလျှောက်ရတဲ့တစ်ပင်နဲ့အောက်ကနေဖြစ်သွားရတဲ့ခန်းစားချက်ကိုအလွန်နဲ့တက်တဲ့သူပါဒီအလောက်ကစိတ်ဖိအားများပေးမဲ့အစတာတို့ဆင်ပြေပါတယ်ရုံရောက်လို့ရုံးခန်းတကားကိုပိတ်ပြီးရတယ်တနေ့ကောအနောက်ရှက်မရှိတော့ဘဲစိတ်ချလုံးလုံးလူရလို့ပါဖခင်ဖြစ်သူကတခြားဘာမောက်ကဆိုတော့လေစိရင်းစရာလောက်ကအစတာအတွက်တော်လီကွက်တီးကြသွားပါတယ်အခွန်ငွေစိရင်းရှင်းန်းတွေကိရင်းန်းတွေနဲ့လုံပတ်နေရတာနေဒီကြီးနေပြီးအလုတောင်းဝဲပေါ်ကျင်းတဲ့သူပါ အစတရုဌာနမှာဝန်ထမ်းကားရောက်ရှိပြီးတယောက်နဲ့တယောက်များနဲ့ချင်းဆိုင်ဖို့အချိန်မရှိသလောက်ပါပဲ။တစ်ချိန်လုံးစီဟုံးစပွဲပေါ်ကစီရင်တွေကိုတနေ့အလုပ်တနေ့ဖြတ်ဖို့သောတန်နေရအောင်လောက်ခွက်ကိုင်းပဲအချင်းချင်းတော်ရုံလောက်ပဲစကားပြောဆက်ဆံရပါ။ဒါပေမဲ့အလုပ်မှာအစတရုအဆင်မပြေတဲ့ချက်လေးတစ်ခုရှိပါတယ်။ကုမ္ပဏီရဲ့ဘန်နာဝယ်စင်ရဲ့ပါဝင်အောက်ခွန်တွေကိုတာဝန်ယူခွင့်ကလေးရတဲ့ဌာနဖြစ်တော့အချိန်တိုင်းစိတ်ဝမ်းဆိုင်ရာအစည်းအဝေးတွေလုပ်ရတတ်ရပါတယ်။ဒီလိုအစည်းအဝေးတိုင်းမှာလုပ်ကိစ္စတိုင်းအတွက် presentation ပြင်ဆင်ရပြီးမဖြစ်နေရုံတင်ပြရပါတယ်။ presentation တင်ပြရတာ Astadrick အဖက်ခဲမရှိပါဘူး။အလို့တဘောအရာတချို့ချက်လက်တွေကိုမျက်မြင်ကိုတွေ့ရှင်းပြရပါတယ်။ဒါပေမဲ့ Astral Look for Guide တဲ့လုပ်ငန်းဆိုင်ရာအစီအစဉ်တွေကိုတင်ပြရင်ပြောစရာရှိတော့အခက်ခဲမရှိတော့ရှောက်ရစပြောနိုင်ကြပါတယ်။လူရှိသူရှိစကားပြောတာကအဲ့လောက်ကြီးခက်ခဲနေရမှာမဟုတ်ပေမဲ့ Look for Guide တွေတင်ပြဖို့အလင်းမီနိုင်ဖို့အခက်ခဲဖြစ်နေရပါ။လူပေါ်လူစော်ရီဆိုတော့လေစကားကိုအမှားရနေဆုံးနဲ့ပြောနိုင်တယ်လို့အထာကြကြစကားပြောနိုင်နေချင်း Astral ပြောပြင်းစရာကြီးလို့ဖြစ်နေရပါ အစည်းအဝေးအတွက်ပြင်ဆင်နေရရင်တော့ဝိစာမရှိဘူးဆိုပေမဲ့ဌာနနဲ့အလို့သဘောအရအရေးပေါ်ကြီးဝေးရရများတော့မလုပ်နိုင်တာမျိုးမဟုတ်တော့အကောင်းဆုံးမနိုင်တဲ့လေးကိုခန်းစားနေရတာပါယူထားရတဲ့တာဝန်ကြီးကအစင်မနေနဲ့တင်ပြပုံကိုပြင်ဆင်ထားတော့မှလုပ်ငန်းရှင်ဘက်ကကျင့်တတ်အောင်တင်ပြနိုင်ပြီမဲ့ဘလုတ်ဖော်ကိုင်ဘက်တင်မျိုးမျိုးတစ်ဖက်သားထင်ကြီးသွားလောက်အောင်လက်ဖျားခါသွားလောက်အောင်မလုပ်နိုင်သေးပါဘူး။တဖြည်းဖြည်းချင်းလုတက်လာလိမ့်မယ်လို့ထင်ခဲ့ပေမဲ့အခုထပ်ထိမလုပ်နိုင်သေးတာအစတာရဲ့အယုံဖြစ်နေရပါ။အစတာရဲ့ပြဿနာကိုနားလည်ဖို့ညီသက်သူနဲ့လူဘောလူစော်တွေရှားပါးကြီးကာရှားနေလဲဆိုတော့ယဉ်သိထားဖို့လိုအပ်ပါတယ်။ 1960ခုနှစ်လောက်ကစိတ်ပညာရှင် Hans Eisen ရဲ့အယူဆအရအယုံလုံးဆောင်မှုတိုင်းဟာအလဲလဲမှာပဲရှိတဲ့တဲ့အယုံလုံးဆောင်မှုတွေရဲ့တုံ့ပြန်မှုတိုင်းဟာစိတ်ပိုင်းအရာရောရုပ်ပိုင်းအရာပါသက်ရောက်မှုမျိုးမျိုးဖြစ်နိုင်ပါတယ်လူပေါ်လူစော်ဆိုရင်လှုပ်ဆောင်မှုတိုင်းဟာညှုပ်ပတ်ပိုးရောပျော်ရွှင်စစ်တပ်ပြီးညီသက်သူတွေဆိုရင်စိတ်ပတ်သက်ရောက်မှုပိုပါတယ်ဒါကြောင့်လူပေါ်လူစော်တွေကပြင်ပဆက်ဆံရေးမှာထူးချွန်ပြီးညီသက်သူတွေကစိတ်ပိုင်းအရာနားလည်မှုပိုပေးနိုင်ကြပါတယ် ုံစုံမူတိုင်းကနှူးကြစိနဲ့တွဲဖြတ်ပြီးသတိစိတ်ကိုတောက်လျှောက်ထိစပ်ထားတာအကြောင်းတုတ်ပြန်စိတ်ကိုဖြစ်စီရပါလုံစုံမှုနဲ့နှူးကြစိတ်ကိုအခြေခံပြီးမှပဲခံစားချက်ပြင်ထန်တာနဲ့ခံစားချက်ကိမတ်တာဖြစ်လာတာပါမြေတူရီရဲ့နူကြစိနဲ့ခန်းစားချက်ပြင်ထန်တဲ့ပြီးစာအုံနောက်ရဲ့အလုံးလုံးနိုင်စွမ်းအီကိုမြင့်တင်ပေးနိုင်ရကြောင်းအချက်အလက်တွေရှုပ်ထွေးနိုင်တဲ့အခီးကိစ္စတွေကိုလက်ခံနိုင်စွမ်းမြင့်သွားပါတယ်။လူပေါ်လူစော်ရီရဲ့နူကြစိနဲ့ခန်းစားချက်မရှိတဲ့တင်မှုက ။အောင်းနောက်ရဲ့လုံနိုင်တဲ့ဆန်ကိုထိတ်ချုပ်ထားတယ်လို့ဖြစ်သွားအကြောင်းပူပန်စိတ်တော်ကစိတ်ကိုမများစီပဲဆဲကန်နာရှဲအတိုင်းအစားထုတ်ဖြစ်ချက်ဝတ်တပါ။အောင်နာရဲ့လုံးလုံးပေါ်ကခလုတ်လူမျိုးအဖွဲ့ပိတ်စနေနဲ့လေပတ်တာမဟုတ်ပဲတရားရင်နဲ့ထိထောက်ချက်ဖြစ်နေရပါ။အောင်နာရဲ့အစီပိုင်းတိုင်းကတစ်ချိန်တည်းမှာပဲပုံစံမျိုးမျိုးဖြစ်ပြနေပြီးမတူညီတဲ့အခြေအနေတိုင်းကိုတုံ့ပြန်ဖို့လိုလာပါတယ်။လောက်ဆောင်မှုတိုင်းကရုံးနဲ့ခန်းစားချက်အဖြစ်ကွဲသွားပြီးစိတ်ပြောင်းစိန်လဲစိတ်အခြေအနေကိုမူရဆက်တဲ့ဖြစ်ဖြစ်လာပါ။အောင်နာကပုံမှန်လုံးလုံးနေတဲ့အတွက်ပဝင်းချင်မှာဖြစ်ပြနေတဲ့များတုံ့ပြန်မှုအတွက်အဆင်သင့်ဖြစ်နေရပါ။ ဇိုက်ကွာတဲ့အတွက်အုံနောက်အသည့်ဖြစ်ပေါ်တူချင်းလည်းမတူကြပါဘူးအာကစားဝါဒနာရဲ့ဘူကတော့ဘောလုံးကွေးထဲကိုရောက်သွားရင်နှလုံးခုန်တန်းနေပြင်းလာပြီးဆိတ်လျှာနေတဲ့အချိန်ဖြစ်နေတဲ့အုံနောက်ရဲ့နှူးကြမှုပုံစံနဲ့အေးအေးဆေးဆေးလာပြင်တာကိုကြိုက်တဲ့သူမျိုးတယောက်ကစပါးကိုရောက်သွားရင် ဖြစ်နေမဲ့ဆိတ်လျှာမှုကလုံးဝမတူပါဘူး ပေါ်ဝင်းနေရအုံနောက်ချီနေကိုတကြစင်းလူခေါ်ပြီးစပါးထဲမှာဖြစ်နေတဲ့အုံနောက်ချီနေကိုတည်ငြိမ်စင်းလူခေါ်ပါတယ်။ပေါ်ဝင်းချီမှာဖြစ်နေသည်များအချီနေတိုင်းကိုခြေခံပြီးအုံနောက်ကလှုပ်လှုပ်ပါတယ်။ဇိုက်ခေါ်ချမှုအလိုက်ဆိတ်လို့ရှာတာချင်းတူတာအောင်တည်ငြိမ်စင်းနဲ့တုံ့ပြန်တာမျိုးရှိနိုင်တယ်လို့တကြစင်းနဲ့တုံ့ပြန်နိုင်ပါတယ်။ညီသက်သူပဲဖြစ်ဖြစ်လူဘောလူစောပဲဖြစ်ဖြစ်အုံနောက်ရဲ့တပြိုင်တည်းလှုပ်ဆောင်မှုကိုလက်ခံရပြီးပေါ်ဝင်းချီရဲ့တက်ရောက်မှုတုံ့ပြန်တက်ရပါတယ်။ဆိတ်လို့ရှာမှုတဘာဝအလိုက်ဇိုက်ကွဲပြားရင်တုံ့ပြန်မှုချင်းမတူနိုင်တယ်လို့တုံ့ပြန်ချင်းလည်းကွဲသွားနိုင်ပါတယ်။ ဇီယအလိုက်အုံနောက်တော့ပြန်ဖို့ကွာရှားတာကိုဒေါက်တာအဆန်က1969ခုနှစ်ကလေးကတမရသည်ဇီယသာခန်နဲ့တရုတ်ပြမှုနဲ့သတိပြပေးတာပါညီသက်သူနဲ့လူဘော်လူဇော်နှစ်ယောက်ရှိပါတမရအညစ်ပြတော့ညီသက်သူဟာစိတ်တုပ်ပြန်မှုလျင်မြန်တဲ့အတူဖြစ်တဲ့အတွက်လူဘော်လူဇော်ထက်အရင်သိရကြပါတယ်လူဘော်လူဇော်ကတော့တုံ့ပြန်မှုနှိကွေးတဲ့သူဖြစ်တဲ့အတွက်လည်းလည်းနဲ့သိရကြမလာပါဘူးအရင်ရှမ်းပြည်အနက်ပါထလာတော့မှညီသက်သူလောက်တုံ့ပြန်မှုထလာပါတယ်နောက်ထပ်နာမည်ကျော်ရေးလေးလာမှုတစ်ခုရှိပါသေးတယ်စလုံးပေါက်ပြိုင်ပွဲပါပြိုင်ပွဲဝင်တွေကိုအတန်ဆူညံတဲ့နေချက်တစ်ခိုင်းတာပဲစလုံးပေါက်ဖိုင်တာပါ အတန်းဆူညံနေတဲ့ကြားတွေက15မိနစ်ဖြည့်ဆိုခွင့်ပေးပြီးရနောက်မှာတော့တာဝန်ရှိသူကအပြိုင်ပွဲဝင်တွေကိုအတန်းကြီးရှောက်ခွင့်ပေးပါတယ်။လူဘော်လူစော်တွေကအတန်းဆူညံမှုအစဉ်82ဒီဇယ်ဘယ်လောက်မှရက်လိုက်ကြပြီးနေသက်သူတွေကတော့55ဒီဇယ်ဘယ်လောက်အထိရှောက်ကြပါတယ်။နောက်တော့ခုတ်တန်းနဲ့စိတ်သူရှာမှုအတိုင်းအတာတွေကပုံမှန်မရှိကြပေမဲ့ဇိုင်းနှမျိုးလုံးကအတန်းကိုစိတ်ကြိုက်ထိန်းချုပ်ခွင့်ရတဲ့အတွက်ပုံမှန်လို့ဖြစ်အောင်ကျင်းသားယူပြီးပြိုင်ပွဲဆက်ဝင်နိုင်ကြပါတယ်။သက်သက်မှုနောက်တစ်ဆင့်ကြမှာတော့လူဘလူဇော်ရဲ့အတွက်စိတ်နှိုင်းချအစိမ့်တဲ့ကိုညီသက်သူတွေကိုတက်ခိုင်းပြီးပြောင်းပြန်လုပ်လိုက်တော့ မူလဖြည့်စုံတော့ရခဲ့တဲ့ပြည်မြအမှတ်9.1တကနေ9.8ထိရော့ကျသွားပါတယ်။လူဘော်လူဇော်တွေကတော့စုမြန်တဲ့အတန်မှာလည်းအဖြစ်ရလက်တူချမှုမရှိသလိုအတန်တိုးသွားလို့လည်းရလက်ကောင်းထွက်မလာပါဘူး။ငကိုစိတ်တိုင်းကျအတန်နဲ့ဖြည့်စုံတော့ပြည်မြအမှတ်9.3ရခဲ့ကြပြီးအတန်တိုးတိုးနဲ့ဖြည့်ရတော့အမှတ်9.4ထိရော့ကျသွားပါတယ်။ပါတယ်မမကြရပဲနေရက်တထားရတဲ့အတွက်ပြင်သွားကြရပါအဲ့တော့ခေခဲတုတ်ပြန်မှုအခြေခံသေတ္တရတနာနဲ့ပြင်ပြီးရှိကြည့်ရင်တော့ဇရရဲ့တဘာဝအပူပြင်လာပါတယ်အရှင်းဆုံးပြောရရင်ဇရရဲ့အလိုက်နေတဲ့ထိုင်တဲ့ဘုရားအဓိကပါအ ဗီဇာကိုအခြေခံတဲ့စိတ်လှရှားမှုတိုင်းကိုနားလည်အောင်လုပ်ပြီးအကောင်းဆုံးတုံ့ပြန်မှုကိုဖန်တီးရရမှာပါဥပမာရုပ်ပိုင်းအရာတုံ့ပြန်မှုမဖြစ်နိုင်ရင်စိတ်ပိုင်းအရာတုံ့ပြန်လိုက်ပြီးလိုအပ်ရင်ကတွေးကဘာတွေလေးသွားလို့ရပါတယ်အဲ့ဒီနေရာကိုကိုစိတ်ကြံနေမဲ့ပေးထားလို့ရတယ်လို့ဘယ်သူမှစုပ်ကိုပိုင်းတွေးကြပါထားလို့ရပါတယ်။တွေးကြပါဆိုတိုင်းစိတ်ကူးရင်နေရာကိုပဲစုပ်လို့ရမှာမဟုတ်ပါဘူး။တကယ့်နေရာကိုကိုယ့်ရဲ့အာယုံဖြစ်ဖြစ်အဖြစ်သတ်မှတ်လို့ရပါတယ်။စိတ်ပြေလဲပြောင်းနေရာမျိုးအဓိကပြောချင်တာမျိုးပါ။စိတ်တက်ချနေတဲ့အချိန်မျိုးအာယုံနောက်ပြီးစိတ်ဖိစိုင်းနေတဲ့အချိန်မျိုးအထူးချက်တော့လို့တနေရာကိုထပ်သွားချင်လောက်ဖြစ်နေတဲ့အခါမျိုး စိတ်တော့ပေါက်လို့နေတဲ့အချိန်မှာစိတ်ကုံအပြန်ဖြည့်တိမှုနေရာကိုပြောချင်တာပါ နေသက်တွေအတွက်မဖြစ်မနေစိတ်တော့ပေါက်လို့ရပါတယ်စိတ်တော့ပေါက်မရှိခင်နေ့စဉ်နဲ့အများလူနေမှုပွားရဲ့ဖီးယားရောင်းစိတ်ချင်းချက်ပြီးနေထိုင်ရှင်သန်မှုတော့စိတ်ဖီးယားရင်းများလာနိုင်ပါတယ်လူဝလူစော်ရီအတွက်ကတော့စိတ်တော့ပေါက်များပါတယ်ဘလောက်ပဲစိတ်ဖီးယားများနေပါစေစိတ်ပါဝင်စားရတဲ့နေရာတစ်ခုခုအလုပ်တစ်ခုခု အပြော်ပါစားတော့အပေါင်းသင်းအစိုးဒီစသဖြင့်လုံလိုက်လို့ရပါမယ်နေသက်တွေတက်ကြတော့မလွယ်ပါဘူး စစ်တပ်ပေါင်းအနေနဲ့စာအုပ်ဖတ်မယ်ဆိုရင်လည်းပဝင်းချင်းကစာအုပ်ဖတ်ဖို့အဆင်ပြေအောင်မှတရားထိုင်ပြီးစိတ်ဆူဆူမှဆိုရင်လည်းဒီနေ့ကအဆင်ပြေရတာနဲ့ယောဂချင်းပြန်တော့လည်းတယောက်ထိုက်ချင်းမတက်တာမျိုးစင်နာထိသွားပြီးတော့တော့အောင်လဲခကြီးကထားများလုံးပါတယ်ထွက်ပေါက်တစ်ခုမရှိလို့မဖြစ်တာအကြောင်းမရှိအောင်လုပ်ရပါမယ်မျက်လုံးမိတ်ပြီးစိတ်ကူးရင်နဲ့ထွက်စိတ်ထွက်ပေါက်ထားလိုက်လို့လည်းရတယ်လို့ဇာတုပန်တို့ပကြီးဆွဲဂီတာတီစာအုပ်ဖတ်တယောထူစာနေရာတီတချင်းစုပရဟိတာလို့စသဖြင့်လည်းလုပ်လို့ရရပါမယ် စိတ်ရှုပ်နေတဲ့အချိန်လူတွေကကိုယ့်ကိုစကားလာပြောနေတဲ့အချိန်စိတ်ထောက်ပေါက်လို့နေခင်ခဏလောက်အချိန်ယူပြီးစိတ်ကူးရင်ကဘာတဲ့ခဏလောက်သွားရင်သွားလိုက်ပါစိတ်ခွန်အားကိုစိတ်ယူတာမျိုးလုံးဝလက်မခံပါနဲ့အာရုံပေးမဲ့သူတွေကိုရှောင်ပါစိတ်ထောက်ပေါက်ကိုလာကြည့်ကြတာမျိုးတွေရှိလာရင်လုံးဝလက်မခံပါနဲ့နော်စိတ်ထောက်ပေါက်ရှိတဲ့သူတွေဟာတာမန်လူတွေအတွက် စိတ်ထူအောင်ဖြစ်တဲ့အပေါ်မြင်ပါတယ်စိတ်ဖြစ်စည်းမှုရခဲ့ရင်တော့မြင်မြန်တက်တော်သားနိုင်ကြပါတယ်ဘာပဲလို့လို့ဖြစ်သားတဲ့စိတ်တနေဆုံးဖြစ်နိုင်ပါတယ်ပင်ပန်းလုံးတဲ့အလုပ်ကနေထွက်ပြီးဟိုကောင်းတဲ့အလုပ်မျိုးရှာဖို့ဆုံးဖြတ်ရေးလောက်တဲ့တတိမျိုးမွေးနိုင်ကြပါတယ်ကိုဘွားအတွက်အကောင်းဆုံးတင်တော်ဆုံးကဘာဖြစ်မလဲဆိုတာကိုပို့ပြီးနားလည်နိုင်စွမ်းရှိကြပါတယ်အစတားရဲ့အဓိကပြဿနာကဆွေးတောက်ပေါက်မရှိရရင်ဆိုင်ရမယ့်အခြေအနေပေါ်တုံ့ပြန်ရမယ်နည်းမသိရပါ အဲ့ဒါကြောင့်သူ့အနေနဲ့စကားပြောရခက်ခဲနေရပါစိတ်ခံစားချက်ထက်အခြေအနေလိုက်ပြန်တော့ပြန်နိုင်ဖို့ဖြတ်ထုတ်ညံကောင်းမှဖြစ်ရမှာပါစင်ပေါ်တက်ပြီးဟောပြောမဲ့သူတိုင်းမဖြစ်မဖြစ်လို့အတဲစိတ်တင်နေဆွမ်းရည်ပါလူရှိသူရှိစကားပြောရဆိုတာအဖြစ်ပြက်များကြီးကိုတပြိုင်နက်ထိတ်လောက်ရတယ်လို့ပဲတုတ်ပြန်စရာများလို့နေစိတ်လုံးဆောင်မှုတွေကိုတပြိုင်နက်ထိတ်ရှင်းရမျိုးပါအဲ့ဒါကြောင့်လဲအစတန်နေနဲ့အင်မတန်ခက်ခဲနေခဲ့ရတာပါနေဆိုင်ရမယ့်အခြေအနေကကြီးမားလို့နေပြန်တော့ပြန်ဖို့အကောင်းဆုံးဖြစ်နေမှာတော့အားကြပါပါ။ဒါမှမဟုတ်အလွယ်လေးမှမှဖြစ်သွားနိုင်တာမျိုးပါ။ ဒါဆိုရင်တော့ဆာမတ်သူတို့အနေနဲ့နေသက်သူတယောက်ဖြစ်ဘယ်လိုဘဝကိုနေထိုင်ရမလဲဆိုတော့တတိကြီးချာတိရင်တော့ဒီစာအုပ်လေးကိုဖတ်ဖို့လိုအပ်ပါတယ်။ဒါတွေမဟုတ်ဘဲနဲ့ဘဝမှာကျုံ့တွေ့လာရတဲ့အခက်ခဲတိုင်းအေးအေးဆေးဆေးလေးဘယ်လိုဖြစ်သန်းရမလဲဆရာကြီးချာဖြစ်သန်းတဲ့နီးလေးတွေကိုသိချင်ရင်လည်းဒီစာအုပ်ကိုဖတ်နိုင်ပါသေးတယ်နော်။ကျွန်တော်ကတော့ဆာဖတ်သူမောမှာကျွန်တော်ရဲ့ channel လေးမှာပဲ audio file လေးတွေကိုလည်းတင်ပေးထားအောင်မို့လို့အချိန်မအားလက်တဲ့သူတွေအတွက်တော်တော်လေးကိုအဆင်ပြေမှာမို့လို့ကျွန်တော်ကပဲညွှန်ပြလိုက်ပါရနော်